မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့မနက်ခင်းပါခင်ဗျာ။ Busyma အတွက် VOE စီစဉ်ကကျေးဇူးပါတယ်။ Busyma အတွက် VOE စီစဉ်ကို Washington DC မြို့တော်ကနေရိုက်ကူးတင်ဆက်ပေးနေပါတယ်။ဒီကနေ့တော့စိတ်ဝင်စားစရာနိုင်ငံတကာသတင်းဆောင်မတွေ၊ American နဲ့ကမ္ဘာရှင်ကြီးမှု KYC သတင်းတွေနဲ့ဒီကနေ့အတွက်ငွေကြေးဈေးကွက်သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ ခုအရင်ဆုံးကမ္ဘာနိုင်ငံရေးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါရစေ။ကမ္ဘာမှာစစ်ပွဲကြီးတွေကြုံနေရချိန်စီးပွားရေးအားပြိုင်မှုတွေပြင်းထန်နေချိန်နိုင်ငံတစ်ခုရဲ့ပြည်တွင်းပြည်ပနိုင်ငံရေးမူဝါဒတွေကအထူးအရေးကြီးတာပါ။အခုဒီအပိုင်းထွက်ပေါ်နေတဲ့နိုင်ငံရေးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါရစေ။ယူကရိန်းကိုပေးတဲ့စီးရဲအခုရပ်ဆိုင်လိုက်တဲ့ဆိုတဲ့သတင်းတနင်္လာနေ့ညမှာထွက်ပေါ်လာတဲ့အခါမှာပဲရုရှား drone တွေကယူကရိန်းမြို့တွေပေါ်ဆက်လက်တိုက်ခိုက်နေကြပါတယ်။အမေရိကန်ဆုံးဖြတ်ချက်အကျိုးဆက်ကိုရှင်းရှင်းကြီးမြင်ရတယ်လို့ယူကရိန်းအမတ်တွေကပြောကြပါတယ်။ ယူကရိန်းလွှတ်တော်မှ Oleksiy Gonchorenko ကအခုလိုဆိုပါတယ် This means လူတွေထုံချီစီရမယ်အတိတ်တွေပါပဲယူကရိန်းဒိုနက်စ်တဲ့အနောက်ပိုင်း Park Fox မြို့နားမှာစစ်ကစစ်စစ်နေသေးပါအမတ်ဆလေးကြီးတဲ့တပ်မဟာမှုဆက်သွယ်ရေးတင်ကြတာခေါ်ဘောက်ကအခုလိုပြောပါလေ Стреляем мы ту итальянскую но богато Итали хауза အမျက်ကိုကျွန်တော်တို့ပြစ်နေရတာဗျာ တရငါမမအပါဝင်ကြီးတွေကိုအမေရိကန်ကနေရပါတယ်။ဥရောပကတော့ကျွန်တော်တို့ကိုပေးမှလာပေးမယ်လို့မျှော်လင့်ပါတယ်ဗျာ။မဲကာစီရဲ့အခုရက်လို့ဖြစ်လာတဲ့လိုအပ်ချက်ကိုဥရောပကပေးနိုင်ပါမလား။ Mayek Intelligence အဖွဲ့ကရုရှားရဲ့အကြမ်းချင်သူ Mark Galliotti ကအခုလိုထင်ပါတယ်။ There are certain systems ranging from Patriot ဒုံးကနေ Abrams တင်ကားတွေနဲ့ Bradley တိုက်တင်ကားတွေအထိယူကရိန်းကအသုံးပြုနေတဲ့စနစ်တွေကို ဥရောပကရနိုင်တဲ့တခုတည်းသော နီလန်ကဈေးကွက်ထဲကပါပဲဒါအချိန်ဆောက်ရပါမယ်ဒါပေမဲ့ယူကရိန်းကလည်းသူ့ကိုယ်ပိုင်လက်နက်တွေကိုထုတ်လုပ်နေတာပါကာကွယ်ရေးနဲ့လုံခြုံရေးမူဝါဒလေ့လာရေးအဖွဲ့ Royal United Service Institute ရဲ့ဒုတိယညွှန်ကြားမှု Malcolm Campbell's ကအခုလိုပြောပါတယ် Probably about half the weapons which Ukraine is now using. ကအခုအသုံးပြုနေတဲ့လက်နက်တစ်ပွက်လောက်က Ukraine ထုတ်လက်နက်တွေပါ။ဂျန်လေးပုံတစ်ပုံက American ထုတ်။နောက်လေးပုံတစ်ပုံကတော့ဥရောပနဲ့တခြားနိုင်ငံထုတ်တွေဖြစ်ပါတယ်။အနောက်နိုင်ငံတွေကလက်နက်တွေကို Ukraine ကိုပို့တာအပအဝင်တခြားရေးကြီးတဲ့အထောက်အကူတွေကိုလည်း American ကပေးနေပါတယ်။ Macron Hamels ကအခုလိုဆက်ပြောပါ Finally, uh, the US. Also, Ukraine တက်တွေကို ထောက်လိုင်းသတင်းတွေပေးနေတဲ့ရေးကြီးအခန်းကဏ္ဍကိုလည်းအမေရိကန်ကယူထားပါတယ်။စီရဲအခုရက်ထားတာဟာပြဿနာဖြစ်ရှိကိုအထောက်အကူဖြစ်စေဖို့ပါလို့ထရမ့်အစိုးရကဆိုပါတယ်။အမေရိကန်ကျူပြတ်သမ္မတဂျေရီပန့်စကအခုလိုပြောရပါတယ်။ neither europe nor the united states we all have ဖြစ်ဖြစ် american ပဲဖြစ်ဖြစ် ukraine ပဲဖြစ်ဖြစ်ဒီစစ်ကိုတားရှိပြီးတော့ဆက်မသွားနိုင်ပါဘူးဒါကြောင့်လူတိုင်း survivor ကိုလာကြဖို့အရေးကြီးပါတယ် ဥရောပမဟာမိတ်အဖွဲ့ကယူကရိန်းကိုဆက်လက်ထောက်ခံမယ်လို့ဗြိတိန်ဝန်ကြီးချုပ်ကတော့တနင်္ဂနွေနေ့ကပြောခဲ့ပါတယ်။ကျွမ်းကျင်သူမတ်ဂယ်လီယိုတီကအခုလိုထင်ပါတယ်။ Vice President Vance's claim that a lot of the European leaders ဒုမမီဒီယာနဲ့လူတွေကြားမှာတော့ယူကရိန်းရဲ့နောက်မှာဥရောပခေါင်းဆောင်တွေအခိုင်အမာမှာရှိကြပါမယ်။လူမသိသူမသိတွေ့ကြပြီဆိုရင်တော့ သူတို့မှာတန်တရားတွေရှိနေကြတယ်လို့အမေရိကန်ဒုသမရာဗန်စ်ကပြောပါတယ်ဒါလုံးဝမမှန်တာတော့မဟုတ်ပါဘူးလုံခြုံရေးအားအကောင်းဆုံးမဟာမိတ်နဲ့ကွဲပြီးကိုတက်တွေလက်နဲ့မရှိဘဲနဲ့ယူကရိန်းကိုဆက်ကာကွယ်လို့ရပါသလားဗျာယူကရိန်းကငြိမ်းချမ်းရေးအတွက်ဂတိကဝတ်ထားပါတယ်လို့ H လူမှုစာမျက်နှာမှာရေးပြီးထရမ့်အစိုးရကိုယူကရိန်းသမ္မတဖိုလိုဒီမာဆယ်လင်စကီကအနူးညွတ်မြစ်တာရက်ခံလိုက်ပါတယ် ရုရှားဘုံတွေအောက်ဒုက္ခရောက်နေကြတဲ့ယူကရိန်းပြည်သူတွေအတွက်ကတော့အမေရိကန်အကူဖြတ်လိုက်တာခါတက်တဲ့ရလပါပဲ။ကီဖင်ကနေသူဗစ်တိုးရီးယားကအခုလိုပြောပါတယ်။ဆစ်စကီယက်စ်ပီဒီဗိုင်းရှင်ထရမ်စိတ်ပြောင်းသွားဖို့မျှော်လင့်ပါတယ်။အကျူးကျော်ခံတွေကအရာရာအတွက်အပြစ်မရှိနိုင်ပါဘူး။ဒီအတွက်အပြစ်ပေးမခံထိုက်ပါဘူး။ကီဖ်မျိုးသားအီလီယားကတော့အခုလိုမြင်ပါတယ်။ Может Европа я кэсли поможет. ဥရောပကတနည်းနည်းနဲ့တော့ကူညီနိုင်မှာပါ။ဥရောပပဲမျှော်လင့်စရာရှိပါတယ်။ဘယ်သူမှမရှိပါဘူး။ ဒီချိန်မှာပဲယူကရိန်းအခုရလိုက်တာကိုရုရှားကကြိုဆိုလိုက်ပါတယ်။ငင်းရတဲ့နီလာနဲ့အချိန်နဲ့တည်ငြိမ်သွားအောင်ဒါကကူညီကောင်းကူညီနိုင်ပါမယ်လို့ရုရှားကဆိုပါတယ်ခင်ဗျာ။ကမ္ဘာမှာလက်ရှိနိုင်ငံတွေချင်းချင်းကြားပြည်ပခါတွေကြောင့်အရက်သားပြည်သူတွေထိခိုက်နေရမှုကိုရှော့ချနိုင်ဖို့လိုပေမဲ့စစ်မှတ်ပြည်ပခါတွေကတနေရာပြီးတနေရာဆိုလိုပေါ်ပေါက်နေတာပါ။အခုဆက်ပြီးစီးပြည်ပခါနဲ့ဆိုင်တဲ့သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ ယူကရိန်းနဲ့မော်ဒိုဗာနယ်စပ်ကနေကီလိုမီတာ90လောက်ပဲဝေးတဲ့ရူမေးနီးယားနိုင်ငံထဲကဆမာဒန်ဒေတာမှာဥရောပ နေတိုးတပ်ဖွဲ့ဝင်တွေဒီနှစ်အတွက်အကြီးဆုံးဖြစ်တဲ့ Steadfast Dad 2025စီရင်လေ့ကျင့်နေပါတယ်။နေတိုးအဖွဲ့ဝင်9နိုင်ငံကစစ်သားတပေါင်းလောက်ဒီလေ့ကျင့်ခန်းမှာပါဝင်ကြပါတယ်။နေတိုးစစ်သားတွေဟာအသစ်ဖွဲ့စည်းလိုက်တဲ့မဟာမိတ်တုံ့ပြန်ရေးတပ်ဖွဲ့တွေရဲ့အင်အားနဲ့လင်းမြန်မှုကိုအမေရိကန်စစ်တပ်မပါဘဲနေတိုးအဖွဲ့အရှိတ်အချံမှာစမ်းသပ်လေ့ကျင့်နေတာပါ။ ဒီလေ့ကျင့်မှုမှာ UK အမှတ်1တက်မကြီးကမဟာမိတ်တပ်ဖွဲ့တွေကိုဆက်လက်ဦးဆောင်နေပါတယ်။ရိုမေးနီးယားအပါအဝင်ဘူလ်ဂေးရီးယားနဲ့ဂရိနိုင်ငံတွေကဒီလေ့ကျင့်ခန်းကိုလက်ခံကျင်းပပေးတာပါ။ရိုမေးနီးယားကာကွယ်ရေးဦးစီးချုပ် ဘိုဂျိုဂရာဂီတာဘဲကာ is very important first of all because it's the first uh, training event when we practice uh, deployment of a uh, light rapid uh, force မဟာမိတ်တွေရဲ့အလင်းမြန်တုံ့ပြန်မဲ့တပ်ဖွဲ့တွေကိုနေရာချထားတာကိုလေ့ကျင့်တဲ့ပထမဦးဆုံးလေ့ကျင့်ခန်းဖြစ်တာကြောင့်ဒါကအလွန်အရေးကြီးပါတယ်ရူမေးနီးယားမှာလုပ်တဲ့အတွက်လည်းခုံယူပါတယ်ကျွန်တော်တို့စစ်သားတွေတပ်ဖွဲ့တွေကြား ချိတ်ဆက်လှုပ်ဆောင်နိုင်ဇွမ်းကိုလေ့ကျင့်တာဟာအရေးကြီးတဲ့ကိစ္စတစ်ခုပါမြေပြင်ကစစ်သားတွေအတွက်တော့ဒီလေ့ကျင့်ခန်းဟာနေတိုးအဖွဲ့ရဲ့ညီညွတ်မှုကြမ်းကြမ်းခံနိုင်မှုနဲ့စွမ်းရည်တွေကိုယူကရိန်းနယ်စပ်နားမှာစမ်းသပ်တာလည်းဖြစ်ပါတယ်ယူကရိန်းကိုပစ်တဲ့ရုရှားဒုံးကျည်နဲ့ drone အပြည့်အစီအစိပ်ပိုင်းတွေဟာဒီဒေသတွေကိုကြာပူးပါတယ်နေတိုးအဖွဲ့အရှိတ်ချမ်းကနေရာတွေမှာတပ်ဖွဲ့ဝင်တွေဟာရှုပ်ထွေးတဲ့တိုက်ပွဲဝင်အခြေအနေတွေနဲ့ပူးပေါင်းစစ်ချေမှုတွေကိုလေ့ကျင့်ကြပါတယ်ဒီလေ့ကျင့်ခန်းမှာပါဝင်ဖို့ စစ်ကား900ကျော်ကိုမြေပြင်ဝေဟင်နဲ့ပင်လယ်ကနေပို့ဆောင်ခဲ့ပြီးတကယ့်မြေပြင်အခြေအနေတွေမှာနေတိုးအဖွဲ့ရဲ့ပို့ဆောင်နိုင်စွမ်းကိုစမ်းသပ်ခဲ့ကြပါတယ်။ယူကရိန်းစစ်ပွဲ၃နှစ်ပြည့်နဲ့လည်းတိုက်ဆိုင်လေးကျင်းခဲ့ကြတာဖြစ်ပြီးတော့ယူကရိန်းစစ်ပွဲကတိုက်ပွဲတွေကစစ်ရေးဗျူဟာနဲ့စွမ်းရည်တွေကိုစင်ကဲပြောင်းလဲစေခဲ့တာပါ။ဥရောပနဲ့အာဖရိကမှာရှိတဲ့ American ရေတပ်ဗိုလ်ချုပ်ကြီး Stuart Manch က စစ်ပွဲတွေကအမြဲတမ်းလိုက်လျောညီတွေဖြစ်အောင်ပြောင်းလဲနေတာပါ drone စစ်ပွဲကလည်းဒီမှာအစ်စ်ထက်တိုးထားပါတယ် NATO အဖွဲ့အနေနဲ့လည်းဒါကိုတင်ယူလိချင်နေပြီးတော့ဒါနဲ့လိုက်လျောညီတွေဖြစ်တဲ့စွမ်းရည်အစ်စ်တွေရအောင်လုပ်နေပါတယ်မဟာမိတ်နိုင်ငံတွေအနေနဲ့လည်းသူတို့ရဲ့ကျွမ်းကျင်မှုတွေကိုယူလာပါတယ်လို့ရေတပ်ဗိုလ်ချုပ်ကြီးကပြောပါတယ်ဒါတွေကို NATO အဖွဲ့မှာလုပ်နေတယ်လို့ကျွန်တော်တို့ယူလာတဲ့ပစ္စည်းကိရိယာအစ်စ်တွေကို စမ်းသပ်နေပါတယ်ဒီမှာပါဝင်တဲ့နိုင်ငံတွေအားလုံးကလည်းသူတို့နိုင်ငံကရည်ရွယ်ချက်တွေနဲ့ဒီစွမ်းရည်တစ်တွေရလာအောင်တက်တက်ကြွကြွကြိုးပမ်းနေပါတယ်ဒီလေးကျင့်ကမ်းဟာအမေရိကန်မှာပါပဲဘလို့စစ်စင်ရေးလုပ်မလဲဆိုတာလေးကျင့်ပေးတာဖြစ်တယ်လို့ဥရောပမှာမိတ်တွေကပြောပြီးအမေရိကန်ကတော့နေတိုးမှာမိတ်အဖွဲ့မှာပါဖို့စိတ်ပိုင်းဖြတ်ထားစေပဲဖြစ်တယ်လို့ပြောပါတယ် ဗိုလ်ချုပ်ကြီးမတ်ကအမေရိကန်ကမူရင်းနေတိုးအဖွဲ့ဝင်ဖြစ်ပြီးတော့ရေရှည်ခေါင်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ကာကွယ်ရေးဝန်ကြီး Hexet ပြောသလိုပဲတချို့အပြောင်းလဲတွေလုပ်ဖို့လိုအပ်မှာဖြစ်ပေမဲ့နေတိုးအဖွဲ့မှာတော့အမြဲပါဖို့စိတ်ပိုက်ဖြတ်ထားပါတယ်။အခုလေးကျင့်ကမ်းမှာဆိုရင်နေတိုးအဖွဲ့ဝင်တွေဟာအရှိတ်ချမ်းကိုအင်အားဖြည့်တင်းထားပြီးဘလို့စိန်ခေါ်မှုမျိုးကိုမဆိုရင်ဆိုင်မှုအသင့်ရှိနေပါပြီခမညာ ောင်စုကသူ့ရဲ့အကြီးဆုံးကုန်သွယ်ဖက်နှစ်နိုင်ငံဖြစ်တဲ့မက္ဆီကိုနဲ့ကနေဒါတို့ကိုတင်းကုန်ကိုနှုံးထတဲ့အဖြစ်25ရာခိုင်နှုန်းချမှတ်လိုက်ပြီးတရုတ်ကတော့အရင်ကသွင်းကုန်ကို100ရာခိုင်နှုန်းချထားတာကနေနှစ်ဆတိုးတာကြောင့်တရုတ်အပေါ်မှာတော့သွင်းကုန်ကို20ရာခိုင်နှုန်းဖြစ်သွားပါတယ်။ကနေဒါနဲ့မက္ဆီကိုတို့ကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တောင်းဆိုထားတဲ့အတိုင်းအမေရိကန်ပြည်ထောင်စုတွင်းကိုတရားမဝင်မှုရဲ့စေဝါဝင်ရောက်မှုနဲ့ တရားမဝင်ရွှေ့ပြောင်းဝင်ရမှုရော့ချရေးဆောင်ရွက်ပါတယ်လို့ပြောထားပေမဲ့တမရထရန့်ကသွင်းကုန်ကုန်တစ်ကိုချမှတ်တာဖြစ်ပါတယ် But very importantly tomorrow tariffs 25% on Canada and 25% on Mexico and that'll start ကနေဒါပေါ်မှာတွင်းကုန်ခွန်25ရာခိုင်နှုန်းနဲ့မက္ကဆီကိုပေါ်မှာတွင်းကုန်ခွန်25ရာခိုင်နှုန်းကောက်ခံပါမယ်စတင်တက်ရောက်ပါမယ်တွင်းကုန်ခွန်ပေးရပါမယ်ဒါကြောင့်သူတို့လုပ်ရမယ့်အလုပ်ကသူတို့ရဲ့ကားဆက်ယုံတွေနဲ့တခြားသောလုပ်ငန်းတွေကိုအမေရိကန်မှာတိစောက်ကြမှာဖြစ်ပါတယ် ဒါဆိုရင်တော့သူတို့အတွက်သွင်းကုန်ခွင့်မရှိပါဘူး။တနင်္လာနေ့မှာသမ္မတထရန့်ရဲ့ကြီးညာချက်ထွက်လာပြီးနောက်မှာအမေရိကန်အထက်ကအစုရှယ်ယာအညွန်ကိန်း၃ခုလုံးသိသာသာချက်သွားပြီးအင်ကန်နဲ့ရောင်းဝယ်စချိန်မှာလည်းနှစ်ရာခိုင်နှုန်းလောက်စီချက်သွားပါတယ်။သွင်းကုန်ကတွမြင့်ကောက်ခံတာကြောင့်ဒီသုံးနိုင်ငံကတင်သွင်းတဲ့ကုန်စည်တွေဈေးကြီးသွားမှာနဲ့အတူအမေရိကန်စားသုံးသူတွေနဲ့စီးပွားရေးလုပ်ငန်းတွေအတွက်တော့စီးပွားရေးမှာယာယီအထင်မှားနိုင်တယ်လို့သမ္မတထရန့်ကပြောပါတယ်။ ဒါပေမဲ့ရေရှည်မှာတော့ဒီလိုသွင်းကုန်ကုန်ကောက်ခံတာကြောင့်ဒီသုံးနိုင်ငံကဆက်မှုကုန်ထုတ် လုပ်ငန်းလုပ်ကင်ကြတဲ့လုပ်ငန်းကြီးတွေအမေရိကန်ကိုပြောင်းရွှေ့လာကြမှာဖြစ်တယ်လို့လည်းသမ္မတထရန့်ကပြောပါတယ်။အမေရိကန်ပြည်ထောင်စုတဲကိုကုမ္ပဏီတွေရွှေ့လာရင်သွင်းကုန်ကုန်မရှိဘူးလို့သမ္မတထရန့်ကသူ့ရဲ့လူမှုကွန်ရက် Truth Social မှာရေးသားထားပါတယ်။ကနေဒါဝန်ကြီးချုပ် Justin Trudeau ကတော့ American သမ္မတ Trump ရဲ့သွင်းကုန်ကွန်တွင်းမြှုပ်မှုကိုလက်တုံ့ပြန်မယ်လို့ပြောပါတယ်။ ဒေါ်လာ100ဘီလီယံတန်ဖိုးရှိအမေရိကန်ကုန်စည်တွေအပေါ်မှာသွင်းကုန်ကို25ရာခိုင်နှုန်းကောက်ခံမယ်လို့ကနေဒါဝန်ကြီးချုပ်ကပြောပါတယ် အမေရိကန်သမ္မတထရန့်ရဲ့တွင်းကုန်ကွန်တွန့်မြင့်ကောက်ခံမှုဟာကုန်သွယ်ဘက်ဆက်ဆံရေးကို ထိခိုက်စေမှာဖြစ်ပြီးအမေရိကန်ပြည်သူတွေစားသုံးကုန်စည်ဓာတ်ဆီနဲ့ကားတို့လို ကုန်စည်တွေမှာဈေးပိုပေးရမှာဖြစ်တယ်လို့လည်းကနေဒါဝန်ကြီးချုပ်ကပြောပါတယ်။အမေရိကန်သမ္မတထရန့်ကတွင်းကုန်ကွန်တွန့်မြင့်ရတဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးလဲကနေဒါဝန်ကြီးချုပ်ကအကြောင်းပြချက်ပေးပါတယ်။အမေရိကန်သမ္မတထရန့်ကကနေဒါစီးပွားရေးကို ပြိုလဲစေချင်နေကြောင်း ဒါမှလည်းကနေဒါကိုကျူးကျော်ရေးပို့ပြီးတော့လွယ်ကူသွားစေမှာဖြစ်တယ်လို့ကနေဒါဝန်ကြီးချုပ်ကပြောပါတယ်။အမေရိကန်သမ္မတထရန့်ကကနေဒါကိုအမေရိကန်ရဲ့50တခုမြောက်ပြည်နယ်အဖြစ်အချိန်ကြီးပြောနေပြီးကနေဒါဝန်ကြီးချုပ်ကလည်းအုတ်ချုပ်ရေးမှုအဖြစ်ရှင်းဖောက်ပြောလို့ရှိပါတယ်။ကနေဒါဝန်ကြီးချုပ်ကတော့သမ္မတထရန့်ဟာလူတော်တယောက်ဖြစ်ကြောင်းဒါပေမဲ့သွင်းကုန်ကိုအရေးကတော့တိတ်ပြီးမိုက်မဲတဲ့လုပ်ရလို့ပြောပါတယ်။ အမေရိကန်သမ္မတထရန့်ကတော့ကနေဒါဘက်ကအမေရိကန်သွင်းကုန်ရဲ့အပေါ်လက်တုံပြန်သွင်းကုန်ကိုကောက်ရင်ကနေဒါကုန်ပစ္စည်းတွေအပေါ်မှာဒန်းတူအခွင့်ပြန်ကောက်မယ်လို့ချက်ချင်းပဲတုံ့ပြန်ထားပါတယ်မက္ကဆီကိုသမ္မတကလော်ဒီယာရှင်ဘွန်းကလည်းအမေရိကန်ကုန်စည်တွေအပေါ်မှာလက်တုံပြန်တဲ့အနေနဲ့သွင်းကုန်ကုန်ကောက်မယ်လို့ပြောဆိုထားပါတယ်။ Por ello hemos decidido responder သွင်းကုန်ခုနဲ့သွင်းကုန်ခုမဟုတ်တဲ့အရေးယူတုံ့ပြန်မှုတွေလုပ်ဖို့ကျမတို့ဆုံးဖြတ်ထားပါတယ်။ ်လာမဲ့တနင်္ဂနွေနေ့မှာပြည်သူရင်မြန်မာကျမကြေညာပါမယ်ပြီးခဲ့တဲ့လအတွင်းအမေရိကန်သမ္မတထရန့်ကမက္ဆီကိုနဲ့ကနေဒါတို့အပေါ်ခုနှုံးတဲ့တည်ညှိခဲ့ပြီးနောက်မှာတော့မူရင်စေဝါစီးဆင်းမှုကိုရှော့ချနိုင်ရဲ့အတွက်အမေရိကန်နဲ့နယ်စပ်မှာတပ်ဖွဲ့ဝင်တပေါင်းကိုမက္ဆီကိုသမ္မတကဆစ်လွတ်ခဲ့တာပါအမေရိကန်နဲ့မက္ဆီကိုနယ်စပ်ကနေတရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူအရေးအတွက်ဟာ ဖေဖော်ဝါရီလအတွင်းကျသွားတယ်လို့အမေရိကန်သမ္မတနဲ့အစိုးရတာဝန်ရှိသူတွေကလည်းဒီသတင်းပတ်အတွင်းမှာပဲပြောဆိုထားပါတယ်။အမေရိကန်ပြည်ထောင်စုတွင်ကို Fentanyl မူရစေဝါအဓိကဝင်ရောက်တဲ့အရေးအမြစ်ဖြစ်တရုတ်ကိုသမ္မတထရန်ကအပြစ်ဖို့ပါတယ်။အမေရိကန်ရဲ့သွင်းကုန်ကုန်တုံ့ပြန်မှုကိုပြင်းပြင်းထန်ထန်ခန့်ခွက်ကြောင်းတရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနကအင်ကန်နေ့မှာကြေညာချက်ထုတ်ပါတယ်တရုတ်ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့တံပြန်ဆောင်ရွက်မယ်လို့လည်းပြောပါတယ် အမေရိကန်ရဲ့တွင်းကုံကုံကောက်ခံမှုဟာကမ္ဘာကုန်သွယ်ရေးအဖွဲ့ရဲ့စီးမင်းစည်းကမ်းတွေကိုချိုးဖောက်တာဖြစ်ပြီးအမေရိကန်တရုတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုလည်းရုပ်ရော့စေတယ်လို့တရုတ်ဘက်ကပြောဆိုထားပါတယ်ရှင်။ဆက်လက်ပြီးနောက်ဆုံးရငွေလဲနှုန်းရွှေဈေးနဲ့ဆက်သုံးစီဈေးနှုန်းတွေကိုပြောပြပေးပါမယ်။မက်လာ6ရက်နေ့ဘူဘန်သက်မှတ်ငွေလဲနှုန်းကတော့အမေရိကန်ဒေါ်လာကိုမြန်မာကျပ်ငွေ2100ကျပ်ရှိပါတယ်။ရန်ကုန်မြို့ရဲ့တရားဝင်ငွေလဲကောင်တာတွေမှာတော့ဘူဘန်သက်မှတ်ဈေးအတိုင်း ဝယ်ဈေး2100ကျပ်ရှိပြီးရောင်းဈေးကတော့2106ကျပ်ကနေ2130ကျပ်နဲ့ဒေါ်လာငွေလက်ကျပ်ရှိသလောက်ရောင်းချပေးနေပြီပဲပြင်ပပေါင်သိမှာတော့မနေ့ကကြာသာပရိနေညနေပိုင်းမှာဒေါ်လာကိုဝယ်ဈေး4380ကျပ်ဝန်းကျင်ရှိခဲ့ပြီရောင်းဈေးကတော့4450ကျပ်ဝန်းကျင်ဒီဈေးပေါင်နေခဲ့တာပါရွှေဈေးကတော့ခောက်ရွှေတစ်ချက်သားကိုရောင်းရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်ရညုံဈေး54,800ကျပ်ဝန်းကျင်နဲ့သာရောင်းဝယ်ပြုလုပ်ဖို့ထုတ်ပြန်ထားပြီးမြင်ပခောက်ရွှေဈေးဘက်မှာတော့ 66သိန်းဝန်းကျင်နဲ့ရောင်းဝယ်ခဲ့ကြပါတယ်73စီဈေးနှုန်းတွေကတော့ Audi 92 Ron Delita ကို3230ကျပ်နဲ့ Audi 95 Ron Delita ကို3280ကျပ်ဈေးဖြစ်ပါတယ်ဒီဇယ် Delita ကတော့2960ကျပ်ပါအထက်ပေါ်ပြပါဈေးနှုန်းများကတော့ချိန်နဲ့များပြောင်းလဲမှုရှိနေပါတယ်မန္တလေးနဲ့တခြားမြို့ကြီးတွေမှာလည်းရန်ကုန်နဲ့ဈေးနှုန်းကွာခြားချက်ရှိပါတယ်ခင်ဗျာဒီစီမအတွက် BOE စီစဉ်ကတော့ဒီလောက်ပါပဲခင်ဗျာ မီဇီမာအတွက် BOE American တန်ရဲ့တင်ဆက်မှုတွေကို BOE ရဲ့24နာရီလူလူမိတ်ဆွေရုပ်သံလိုင်းကဖမ်းယူကြည့်ရှုနိုင်တဲ့အပြင် YouTube ပေါ်ကမီဇီမာစာမျက်နှာဖြစ်တဲ့မီဇီမာ TV စာမျက်နှာနဲ့မီဇီမာ Facebook လူမှုကွန်ရက်ပေါ်ကလည်းရှုစားနိုင်ပါတယ်။မီဇီမာအတွက် BOE စီနေကိုကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးအတွက်မင်္ဂလာရှိတဲ့နေ့တစ်နေ့ဖြစ်ကြပါစေ။